အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CM စစ်သားဇင်ရော်ပဲဖြစ်ပါတယ်2025ခုနှစ်မတ်လ19ရက်နေ့ဗိုလ်တော်ဦးနေညနေခင်းစီရီတင်တုံးသက်တင်ပြချက်များကိုဖတ်ကြားတင်ပြသွားမှာပဲဖြစ်ပါတယ်ပဲခူးတိုင်းရှိချမ်းဝေါ်မြို့နယ်လက်ပံရွာမှာအခြေပြုထားတဲ့လက်နက်ကြီးစခန်းကနေ87မမအမြောက်နဲ့၃လုံးပြတ်ခတ်တိုက်ခိုက်ခဲ့ရာခရွဲရွာအရှိတ်ကူကြားရောက်ပေါက်ကွဲခဲ့ပါတယ် ဖက်ကလေးဘူတာမှာအခြေပြုနေတဲ့အစကားစစ်ကြောင်းတစ်ခုဟာအထက်ကွေကြီးရွာအနောက်ဘက်မှာပေါ်ကားတစ်စီးနဲ့ရောက်လာနေပါတယ်။အဆိုပါနေရာဟာလွန်ခဲ့တဲ့2023နဲ့2024ခုနှစ်တွေတုန်းက120မမလက်နက်ကြီးစခန်းအဖြစ်တပ်ဆွဲကပတ်ဝန်းကျင်ပတ်ချလဲကိုပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။မွန်ပြည်နယ်တင်စရမြို့အခြေစိုက်အမတ330ကနေလဲလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ထားပြန်ပါတယ်။တင်စရအခြေစိုက်တရင်ရင်းဟာလဲအငဲကြောက်စိတ်နဲ့ပြစ်တာလား ဒေသခံတွေကို၆လန့်နေတာလားတော့မသိပါဘူးမထင်ရင်မထင်သလိုနှအိုလန့်လန့်ပြီးပြစ်ခတ်နေတာဖြစ်ပါလိမ့်မယ်မန္တလေးတိုင်းမြင်းရံခမရ15ခိတ်ကိုဒေသခံအဖွဲ့တွေပြင်းထားတာတွေကအားရဖို့ကောင်းပါလေနေမီကန်တိုက်ရင်ဌာနချုပ်တွေကိုစီးနှင်းမတိုက်ခိုက်နိုင်ရင်တော့နှောက်ရက်တိုက်ခိုက်နေဖို့လိုပါတယ်တကယ်တမ်းအဲ့လိုပြစ်ခတ်ရင်အထက်ဌာနချုပ်ကထွက်ရှင်းမှာလိုက်ရှင်းမှာဆိုတဲ့အမိန့်တွေလာပါတယ်အဲ့ဒီလိုထွက်လာရင်လေဈာပြတိုက်ခိုက်ပြီး အပြက်အပြက်လုံးလို့ရပါသေးတယ်တခါတလေကြာရင်လဲအပြစ်ခံရတယ်လို့မတင်ပြတော့ပဲလိုက်ရှင်းရမှာဆိုလို့ငြိမ်ခံနေကြတာမျိုးတွေလည်းတွေ့လာရပါတယ်မရယာရှည်ချမ်းဖြစ်တဲ့ကြောက်တရာဖျောင်းတောင်ပဲရောမြေပြင်ထိတွေ့မှုရှိနေပါတယ်လက်နေကြီးပြစ်ကူယူပြီးစကားစစ်ကြောင်းတွေလှုပ်ရှားနေတာဖြစ်နိုင်ပြီးရှိပါတယ်မိတိလာတက်နေတပြေဝအခြေဆိုင်အမတ321ကစစ်တီ3ယောက်ထပ်ပြေးပေမဲ့ ပြန်ဖမ်းမိသွားပါတယ်လွတ်အောင်ပြေးနိုင်ကြပါစေပြင်ဦးလွင်ကနေလက်နဲ့ကြည့်ပြစ်ကိုပြန်ပေးနေရပါတယ်တောင်းခမ်းနောင်ချိုပဲချမ်းကိုမဟုတ်ပါဘူးမရရာတပိတ်ချင်းဘက်ကိုဖြစ်ပါတယ်မခွေးတိုင်းအထက်မင်းလာမြို့နယ်မလွန်အခြေဆိုင်ကပ္ပစာနှစ်ကနေအနောက်ဘက်ကိုလမ်းဖောက်ဖို့လမ်းဦးကြောင်ရှာဖွေနေပြီးတကြောင်တို့လမ်းဖောက်လုပ်နေပါတယ်လမ်းဖောက်လုပ်ငန်းဝင်ကိုလည်းတံပြားကရင်းနေတဲ့လုံခြုံရေးစောင်းရက်နေပါတယ် အခုလမ်းကိုစကစဟအလင်းစလုံးဆောင်ရွက်နေတာဖြစ်ပါတယ်ခြေကနေတကြောင်းလူဖောက်နောက်ကနေမြင်းနီချပြီးအရေးပေါ်ဆောင်ရွက်နေတာဖြစ်ပါတယ်ကောက်စာ14နဲ့ဆက်သွယ်ရေးလမ်းလို့တုံးတက်ရပါတယ်အဲ့ဒီလမ်းကြောကအရေးကြီးပါတယ်ပတိမုံရလမ်းတိုင်းတချို့ထိမ့်ချုပ်ခံလိုက်ရရင်ဒီလမ်းကြောဟာကောက်စာဆက်ယုံတွေအတွက်ညှင့်ရှိပဲနဲ့အနောက်ဘက်ကမ်းကိုမလွန်တံသားကနေတစ်စက်ဒိုးရှူပေါက်ချိတ်ဆက်နိုင်မဲ့ဝင်ပေါက်ထွက်ပေါက်ပဲဖြစ်ပါတယ် ဗရန်ကန်နယ်မှာတော့စာတက်တူခိတ်ကန်တုတ်ခိတ်တွေစာကခဆွန့်ခွာလိုက်ပြီးဖြစ်ပါတယ်။နိုင်ရီကန်စီဆိုင်တောင်ဘက်ဆိုင်ကန်းတွေမှာအင်အားတွေကိုစုပြီးပူပေါင်းခိတ်ဖွင့်တက်ဆွဲအခြေပြုလိုက်တာဖြစ်ပါတယ်။ကားတွေလာရင်ချောဆွဲတယ်။ရှင်မောပါလာတဲ့အခြေခံဈေးကုန်တွေကိုအားလုံးဈေးကုန်တွေအားလုံးသိမ်းပါတယ်။ပတ်ဝန်းကျင်ခြေရွာတွေမှာအခြေခံစားကုန်မပြိကအစဝယ်ယူရဖို့ခက်ခဲလာနေပါတယ်။ဗရန်တောင်ဘက်ဆိုရင်ကျဲဦးကအစတည်ယူခွင့်မပေးဖြစ်နေပါတယ်။ ေယော်ရီတိုင်းမြောက်ဆန်းခြေဆိုင်အမတ344ကနေ19မိုင်ချင်းတဲ့ကြောက်တိုင်ပွေကွင်းကလေးနဲ့စင်တနီကုန်းကြေးရွာတွေဘက်ကိုလက်နဲ့ကြီးနဲ့ကြောက်လန့်တကြပြစ်ခတ်တိုက်ခတ်နေပါလေ။ရမန်နေ့ည7နာရီဝင်းကျင်ခန့်မှာတော့ကွင်းကောင်းနဲ့ချင်းလေရွာသားကလဲခုံကြီးကြေးရွာဝင်းကျင်တဝိုက်ကိုလေချောင်းကနေဘုံခုနှစ်လုံးချတိုက်ခတ်ခဲ့ပါလေ။လက်ရှိအချိန်မှာတော့အမတ344ရဲ့ကာဂစ္စတန်နေဖြစ်တဲ့ဘောမာကူအာလူရဲ့တီယိုဂစ္စတန် ကြားတဲ့စခန်းကျွဲတလဲစခန်းတရံကူစခန်းတွေအာလုံးထိတွေ့မှုဖြစ်ပွားလျက်ရှိပြီးလက်နက်ငယ်စိန်မြောင်းတွေနဲ့နှစ်ဖက်အပြေးထံတိုက်ခိုက်နေတာဖြစ်ပါတယ်။လေချောင်းပစ်ကူယူနေရပြီးမြောက်ဆန်းရဲ့ကမ်းဝင်ရံမှာလေရင်မပြတ်ပြန်ဝဲနေပါတယ်။ဂျင်နာတာခိတ်မှာအစစ်အစစ်တင်းကြပ်လျက်ရှိပါတယ်။နေပူရောစီယုံချုပ်မှာဘာတွေဖြစ်နေသလဲ။တမာရောနေ့လမ်းလျှောက်ပွဲကုံကြားစီများလို့ဗတ်ချက်ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေပါတယ်။ ရခိုင်နဲ့ရှမ်းမြောက်ပါဝင်လက်လွတ်ထားရတဲ့နေမြေတွေကစိုက်ရင်တွေကိုပြန်လည်ဖွင့်လှစ်နိုင်ရေးအစီအမံရေးဆွဲနေတာရှိပါတယ်။ယခုလက်ကြံကန်ရင်တပ်ဖွဲ့တွေစီကတရင်လင်၃ရောက်ထုံးထုတ်ပြီးပြန်လည်စုဖွဲ့ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ချင်းလင်ချင်းမြန်တပ်တွေဒီမဲ့လားလယုံဝန်ထမ်းတပ်တွေရောပါသလားဆိုတာကတော့စုံစမ်းသေးတာဖြစ်ပါတယ်။ကာကာထောက်ကဗိုလ်ချုပ်တိုက်စုနဲ့ PSO လို့ခေါ်တဲ့ PSO စုမင်းခေါ်ပြီးချိန်ခံထားရပါတယ်။ ပြုတ်စော်နံနေပေမဲ့သူတို့တွေပျော်နေကြတယ်။ကဲကျွန်တော်တို့ဖလန်းနဲ့ပြေးကြရအောင်ပါ။ဖလန်းတိုက်ပွဲမှာနောက်ဆုံးကြံနေတဲ့ခလာရ268ကတိုက်ရင်မူ left in နဲ့ကာလေဒုတိယဗိုလ်မှူးကြီးဝေလင်းထွန်းမက်ဆီကြိုက်ကြောင်းမှာဒုတိယဗိုလ်မှူးကြီးဝေလင်းထွန်းဟာစစ်သက်ကလို့အပတ်စဉ်46ကဖြစ်ပါတယ်။ချင်းပြည်နယ်မှာတော့တိုက်ရင်မူတွေကြီးပဲမက်ဆီတွေဖြစ်တာများနေပါတယ်။တိုက်ပွဲရှိရင်အောင်ပွဲရှိပါတယ်။ အဆုံးအထိနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လေးလုပ်ပြီး notification လေးယူထားကြဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာ